ကဲမင်းမကြီးခိုင်နေဝေကတော့ဒုက္ခကြီးကြီးရောက်ပါပြီခလေးအစာလူကြီးအစာသူ့ကိုပတ်စံလူထားတဲ့เนาะအလူရှင်တွေကပတ်စံပြန်တောင်းနေကြလို့ဒုက္ခကြီးကြီးတွေးနေပါပြီအလုံးနဲ့တိချရတဲ့အတိုင်းမှာပဲခိုင်နေဝေကတော့ပြေမနာမျိုးမှာရှိတဲ့เนาะမင်္ဂလာရက်ခွေကအင်ချီ185ခုကိုသိန်း4000လေးတန်းခဲ့တယ်ဆိုပြီးတော့ online ပေါ်မှာသေးတယ်တကယ်လက်တွေ့မှာပြေမနာမျိုးမှာမင်္ဂလာရက်ခွေဆိုတာတကယ်မရှိဘူးဆိုပြီးတော့เนาะဒါတကယ်ကိုဒုက္ခရောက်နေတဲ့သူတွေကငါတို့ချရတော့မရဘူး အိုဂျီကိုပတ်ဆက်သွားလိုက်တာဖြစ်သေးရဲ့လားဒီမြောက်ကိုပတ်ဆက်သွားပေးနေတာဆိုပြီးတော့အဲ့ဒီမြို့မှာတကယ်ဒုက္ခရောက်နေတဲ့သူတွေက online ပေါ်မှာသက်ရေးနေတာဖြစ်တဲ့အတွက်ခိုင်ဝင်နေဝေခမရမှာတော်တော်လေးကိုဒုက္ခရောက်သွားခဲ့ရပြီး apps ကိုပြန်ဖြတ်ဟလာပြန်လေးဖြည့်ရှင်မှုတွေလုပ်ခဲ့ရချောင်းတွေကျွန်တော်တို့တွေတွေ့ရပါတယ်အဲ့ဒီနေ့ကနေစပြီးတော့ခိုင်နေဝေကိုလူအများကမယုံကြည်တော့ဘူးတကယ်ဒုက္ခရောက်နေတဲ့သူတွေနော်အလူရှင်တွေရဲ့ပတ်ဆက်ကဒုက္ခရောက်နေတဲ့သူတွေစီကိုမရောက်ပဲနဲ့ ပတ်ဆက်စားနေတဲ့အုပ်ကြီးတွေစီသားရောက်နေလို့ခိုင်တဲ့ဝေကိုအကျိုးထားနေကြလိဖြစ်ပါတယ်။ခိုင်တဲ့ဝေကပြမှာအကောင်းလုပ်ပေမဲ့အကောင်းမပြေခံရတာကြောင့်အတော်လေးကိုလေစိတ်တော့ကရောက်နေရရှာရလိဖြစ်ပါတယ်။ဒီလူဆရာတော်ဖျားကြီးကိုရိုင်ကလည်းခိုင်တဲ့ဝေတို့အဖက်ကိုဒါပပန်ကကန်တဲ့လူဖို့အတွက်ကိုတိုက်တွန်းထားတာကိုလေတွေ့ရပါတယ်။တကယ်လို့ကိုနေတဲ့ပပန်ကကန်မလူမိပြီးဆိုရင်လေအလူရှင်တွေကိုဝေပြအပ်ဖို့အတွက်ကိုတော့ဒီလူဆရာတော်ဖျားကြီးကမိန့်ကြားခဲ့တာကိုလေတွေ့ရတယ်။ဆိုတော့ ခန်းဒီဝေတို့ကလူဝေလူရတာကအင်မတန်မာတာသူများပတ်စံဖြစ်တဲ့အတွက်အင်မတန်မာတာတာဝန်ကြီးပါတယ်။ဒါကြောင့်သူအနေနဲ့လဲစီမံခန့်ခွဲမှုလုပ်တဲ့အခါမှာအင်မတန်မာဒီဆိုင်မမကိုလုပ်ဖို့လိုအပ်ချောင်းကိုပြည်သူတွေကမိမုံထူပြနေတာပဲအခုခိုင်တဝေရဲ့လုပ်ရတဲ့ကဒစာပိစာအမားယူနေပေါ်ပေါက်လာနေတာဖြစ်တဲ့အတွက်ပြည်သူတွေကပတ်စံပြန်တောင်းနေကြတာပါဒါကြောင့်ခိုင်တဝေကဒုက္ခရောက်နေတာပါခိုင်တဝေရဲ့အိတ်တွေကသိက္ခာ80ရှိပါတယ်လက်ကအိတ်တွေဟာလည်း အခုဒီအကြောရှိတယ်သူရဲ့တိုင်တွေဟာလည်းသိန်းတရာနီးနီးပဲအများကြီးရှိတယ်ရှေတောင်ကြားမှာလည်းတိုင်တဲ့ကားတွေเนาะအများကြီးချမ်းတွေပိုင်ဆိုင်ထားရဆိုတော့ဂိုင်းဒဝေဟာပဲမေးရရတနေ့ကောမဆက်ကားတခါတခါပဲရရရတယ်ဇတ်ဆောင်ပင်သမီးလည်းမဟုတ်ဘူးဇတ်ပူပင်သမီးအရင်ပင်သမီးဖြစ်တယ်ဆိုတော့ဘဲကပတ်ဆိုင်ရတာလေဆိုပြီးတော့ဂိုင်းဒဝေကိုတိုက်ခိုက်ပြီးချပြီးလေးဖြစ်ပါရီဒါကြောင့်မလို့ဂိုင်းဒဝေကတော့အခုချိန်မှာအလူရှင်ရဲ့เนาะမြုံကြည့်ကြီးကိုခံရပြီးပတ်ဆိုင်အပေါင်းပြန်ခံရပြီးလေးဖြစ်ပါရီဗျာ